မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေဗုဒ္ဓဘူးရာဝသာသမီမိတ်ဆွေများ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေလကုန်အထိဗုဒ္ဓဘူးရာဝသာသမီမိတ်ဆွေတွေအတွက်တပတ်စာကံကြမ္မာဟောဆန်းကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျဥစွာဗုဒ္ဓဘူးရာသာသမီမိတ်ဆွေအားလုံးကိုဒါရောကတ်နဲ့ဆရာကဟောပြပေးမှာဖြစ်တဲ့အတွက်ဗုဒ္ဓဘူးရာဟုသာသမီမိတ်ဆွေတွေအားလုံးဘေးပရာတွေဝေးကွာလို့ဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓဘူးရာဟုသာသမီမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိယင်ထဲမှာ ကံကောင်းခြင်းတွေကိုမျှော်လင့်နေတာမျိုးငါတို့ဒီပောက်ရင်ပေါင်းပါပဲ we are for john ကံကောင်းခြင်းနမိတ်မကြခင်ကံကောင်းလာတော့မယ်ဆိုတဲ့ကာလမျိုးဖြစ်တဲ့အတွက်ကောင်းသောနမိတ်ကောင်းသောအတိတ်တွေကိုများများပြောဆိုခြင်းဟာမိတ်ဆွေတို့အတွက်မကြခင်မှာများစွာပဲအဆုလိုက်ပြုံလိုက်ကံကောင်းခြင်းကံကြမ်းမရဲ့တိုးတက်ခြင်းတွေရရှိလာတတ်တယ်လို့ငါတို့ဒီပောက်ရင်ကောင်းမှာဒီကံကလေးများစမ်းကြည့်တာမျိုးဖြစ်စေ ကံတရားရဲ့အထောက်အကူတွေဟာများစွာရရှိလာမဲ့ကံမျိုးဖြစ်တဲ့အတွက်မိတ်ဆွေဖို့တခုရောက်တာသမီးတွေအနေနဲ့ကံကြမ္မာကောင်းတွေကိုချစ်တူဆောင်ရလှုပ်ဆောင်ပြီးတော့အတွေးသစ်အကြံစီသစ်စိတ်ကူးသစ်တွေရှိရင်ဘာဟုတုံဆိုင်တွေဝင်နေမှာလဲချစ်တူဆောင်ရလှုပ်ဆောင်လိုက်ပါခင်ဗျထို့ပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလမှာဘလောက်ပဲညံ့စီကမှုအဲ့ဒီအညံ့တွေကနေပြီးတော့ကံကောင်းမှုတွေကျင်းတွေရရှိလာမဲ့ကာလဖြစ်တဲ့အတွက်ဘုသူဟုရောက်တာသမီးမိတ်ဆွေများအဖို့ကတော့ဘာကိုမဆိုဒီကာလမှာအဲဆွမ်းလာလို့ထီကန်ဆန်းခြင်းအဆုရှယ်ယာစုကြည့်အစရှိတဲ့ကိစ္စလေးတွေအဲ ဒီလိုကိစ္စလေးဒီမှာချိန်တူဆောင်လောက်ဆောင်ခြင်းမျိုးတွေပြောဆိုခြင်းမျိုးတွေလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင် share လမ်းခေါ်လို့ရတဲ့အလုပ်လေးတွေချိန်တူဆောင်ရပြီးတော့အာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးတော့ကံကောင်းမှုစကားလေးတွေများများပြောတဲ့အခါဒုက္ခဒုက္ခကျမ်းမာကျမ်းသာကံကောင်းလမ်းပြစီမဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတွေရဲ့ကောင်းကျိုးစကားနှုတ်ဖတ်မှာယင်မှာ ကောင်းမှုမြန်တို့ကောင်းအောင်ကျိုးလို့ကောင်းကျိုးပုံလိုက်ဒီစီမင်းဆိုတဲ့မကလေးတွေကလင်္ကာလေးကိုသွားတယ်ကြားရတယ်အဲ့တော့ မကဒီဝါလင်္ကာရရအတိုင်းပဲအဲ့ဒီစိတ်ကလေးနဲ့ကောင်းတဲ့နမိတ်ကလေးတွေဥမာဆရာငယ်လူရုပ်ချော့ပါစေဘာညာခွေကကောင်းတာလေးတွေငွေဆရာလူဝါစီဖြစ်ပါစေအဲဒီလိုမျိုးပေါ့ကောင်းတာလေးနမိတ်လေးနဲ့ဆောင်ပြီးပြောတာမျိုးဒီနေ့တော့ဇီယောင်းကောင်းတော့မှာပဲဇီယောင်းကောင်းပါစေဆိုတဲ့နမိတ်ကလေးဆောင်ပြီးပြောရင်ချင်းသေးတယ်အတိတ်တပောင်နမိတ်ဆောင်တယ်ဆိုတဲ့ကာလဖြစ်တဲ့အတွက်ကောင်းတာလေးတွေပြောဖို့လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့နဲ့အလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်လာရင်တော့လက်ရှိမှာအစင်မပြေဘူးဆိုရင်ချင်းသေးတယ်မကောင်းတဲ့အတတ်ပညာအတိုက်ခိုက်ပြီးပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရနိုင်သောကာလဖြစ်တယ် မိတ်ဆွေရကန်းဟာအစင်မပြေမှုလေးတွေဘာလို့လို့ထင်တော့ကြန့်ကြလာရင်ငင်ငင်ကလေးနေလိုက်ပါတဲ့ကံကြမ္မာရဲ့အားနည်းမှုလေးတွေအဲကံကြမ္မာရဲ့အားနည်းမှုလေးတွေသတိပြုဖို့စင်ကြင်ဖို့လိုအပ်တယ်အိမ်မက်အတွင်းမှာမကောင်းတဲ့အရာတွေတရေသွေးတွေတင်းညိုင်းတွေမကောင်းတဲ့အရာတွေမှန်ရင်တော့မိမိရဲ့လုပ်ငန်းပြင်မိသားစုတွေမှာအတိုက်အခိုက်ကြံပါစိုးတွေကိုတဦးတယောက်ကတင်းတည်ကံရဲ့ပြောင်းလဲမှုကိုရရှိအောင်လှုပ်ဆောင်ထားပြီးဖြစ်တဲ့အတွက်မကောင်းတဲ့အတတ်ပညာတွေ အတိုက်ခိုက်ကြီးချင်းတွေဝင်လာယူနေဝင်တက်တယ်ဆိုတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့ခုရောက်သားသမီးတွေနည်းနည်းအတိုက်ခိုက်တွေအတက်ပညာတွေကိုဖယ်ရှားရှင်းလင်းတာမျိုးနီးစက်ရစရာတွေနားမှာအဖြေရှားကြည့်တာမျိုးအခွေးလိုတရေလိုသစေးလိုတင်းကျိုင်းလိုမှန်ရင် လုပ်ငန်းနဲ့ပတ်သက်လို့အပြိုင်ဆိုင်တိုက်ခိုက်တွေများနေတယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ခင်ဗျာ ယာထုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ရင်ယာထုလုပ်ငန်းကိုင်ခန်းမတိုးနိုင်ပါဘူးယာထုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ရင်ယာထုတိုးဖို့တော့အားနည်းနေတာမျိုးနေရာတိုင်းခန်းနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်အပြိုင်ဆိုင်တွေများနေတတ်တယ်သာသမိကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးတပည့်လက်သားယာထုနေရာတိုင်းခန်းနဲ့ပတ်သက်ရင်တော့စိတ်မသက်မသာဖြစ်ရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်လူမျိုးခြားတိုင်းတစ်ပါးတောကပြရာမျိုးလေးတွေနေရှားရချပြပခီးသွားတာလို့ဒီ passport visa လုပ်ငန်းနဲ့ပတ်သက်တာလေးမှာတော့ဒီကာလမှာ သတိပြုပြုစင်ကြင်ပေးရတဲ့အတွက်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့ငွေကြီးဟာလုံငယ်ရင်းကလေးဝင်လာနိုင်တယ်ငွေကြီးနဲ့ပတ်သက်ရင်မမျော်လင့်ထားသောငွေကြီးအဝေးတနေရာမှာရှိတဲ့ငွေကြီးတွေဟာအဲဝေးတနေရာမှာရှိတဲ့လက်လွန်ထားတဲ့ငွေကြီးတွေပြန်လဲရရှိတာမျိုးအဲအဝေးတနေရာအနေပြီးမထင်မှတ်ထားသောငွေကြီးတွေအမွေရရှိတာမျိုးအဲ ဆွနာတယ်ပေါ့အမျိုးသားငွေပို့တာမျိုးအမျိုးသားကိုအကြောင်းပြုပြီးငွေဝင်လာတာမျိုးတွေအထောက်အကူအထောက်ပံ့တွေရရှိတတ်သောကာလဖြစ်ပြီးတော့အဲမိတ်ဆွေအပေါင်းအသင်းရင်းတွေရဲ့ငွေကြေးပူကြီးထောက်ပံ့တွေရရှိတတ်သောကာလဖြစ်ပါတယ်ဆက်ပစ္စည်းရင်ကြောင့်ငွေဝင်လာတာမျိုးဆက်ပစ္စည်းအစ်စ်ဝင်လာတာမျိုးရင်အစ်စ်ဝင်လာတာမျိုးတွေတိတ်တိရရှိမဲ့ကာလပိုင်းခြားဖြစ်ပြီးတဲ့အခါငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်တော့ကြန့်ကြာနေသောငွေကြေးတွေကိုပြန်လည်ရရှိအောင်ပြောဆိုဆောင်ရွက်ခြင်းဟာအသက်ကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေသောကာလဖြစ်ပါတယ်လုံမှန်းသစ်စတင်လှုပ်ဆောင်ရွက်တော့အားနည်းပါတယ် ်တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲလုပ်ငန်းပြည်တွင်းအလုပ်ငန်းတွေမှာဖြစ်ဖြစ်ကိုကိုယ်တိုင်အမိခံလောက်တာမျိုးမဟုတ်ပဲနဲ့တဦးတယောက်ရဲ့အစုရှယ်ယာလေးတွေထဲဝင်တာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ဆွေးမျိုးသားချင်းတဦးတယောက်တစုံတယောက်ကိုအကူအညီတောင်းပြီးကိုယ့်ရဲ့ကံအားနေတဲ့အခါဘာလို့လို့အစမပြေခက်ခဲတဲ့အခါမှာတဦးတယောက်ကိုငါးကံကတော့နင်းနေရဲကွာမင်းအမိခံလိုက်ကွာမင်းကငါရောင်းတယ်မင်းဝယ်ပြီးတော့ငါကိုဝန်ထမ်းပြန်ခတ်ဆိုကိုကိုယ်တိုင်စတိကလေးရောင်းပြီးလှုပ်ဆောင်လိုက်တာဟာကံရဲ့ထောက်ကူနဲ့တိုးတက်မှုကိုရရှိတတ်သောကာလပိုင်းခြားဖြစ်သောကာလပိုင်းခြားဖြစ်ပါတယ် ်မထင်မှတ်ဖြင့်ညအိတ်ခကြီးဝင်လာတာမျိုးလူဝင်လာတာမျိုးညအိတ်ညနေဝင်လာတာမျိုးဆွေဝင်လာတာမျိုးတွေရရှိတဲ့အခါထီကန်ဆန်းတာမျိုးထီထိုးတာမျိုးတွေလောက်ဆောင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ကြရစီခင်ဗျာငွေကြေးငွေကြေးပြီးတဲ့အခါအိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ငါကပြောလို့ဆိုလို့မရတဲ့အိမ်ဆောင်ကြီးတွေငြိမ်းချမ်းမှုတာယာမှုအားနည်းနေတဲ့အိမ်ဆောင်ကြီးတွေတောင်မှနှွေးထွေးမှုတွေရရှိလာတာမျိုးတွေငါကမိမိအိမ်ဆောင်ဘက်နဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးတွေကိုပြန်လဲသိမြအောင်ကြိုးစားလောက်ဆောင်လို့ကောင်းတော့ပါလားဖြစ်ပါတယ်ထို့ပြင်အိမ်ဆောင်ဘက်ရဲ့ အကူအညီတွေရရှိတာမျိုးတွေကြုံရတတ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်သာသမိကိစ္စလေးတွေမှာဟာဆွမ်းနာလို့ပေါ့မိမိအိမ်တော်မနဲ့ပတ်သက်ပြီးတော့ပြန်လဲအဆင်ပြေတာမျိုးလေးတွေစီမံအစ်စ်တွေစီကံအစ်စ်တွေအဲဆွမ်းနာလို့ပေါ့နေရာထိုင်ခင်းအစ်စ်တွေအစီအစဉ်အစ်စ်တွေကိုအကြံဉာဏ်ကိုရယူပြီးဆုံးဆုံးဖြတ်ဆောင်ရရင်အိမ်တော်ဘက်ရဲ့အကူအညီအကြံစီကိုကျင်းတည်ရရှိမဲ့ကာလဖြစ်ပြီးတဲ့အခါမိမိရဲ့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေကြေးတွေဝင်လာတတ်သောတက်မျိုးဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့လူငယ်တွေအရှိရေးအရှိရေးနဲ့ပတ်သက်လာရင်တော့ အဖုတ်လီလွင်ပြောခံရတာမျိုးလေးတွေတဦးနဲ့တူတယောက်နဲ့တယောက်ကိုကိုပေါဝင်းချင်းမိတ်ဆွေပေါင်းသင်းချင်းကမဟုတ်မဟုတ်ကောလာဟာလာတည်င်းလေးတွေတည်င်းဆိုးတွေယူရချက်ရှိရှိတိုက်ခိုက်တာမျိုးတွေဂျုံကတက်တော့ကာလာပိုင်းချဖြစ်တဲ့အတွက်သမီးသားကြီးမှာတော့မိသားစုဝင်တွေနဲ့မိမိရဲ့သမီးသားရဲ့အကြောင်းပြုပြီးတော့ပြဿနာအခြေအနေလေးတွေဖြစ်ရတာမျိုးလေးတွေရှုပ်ရှယ်တာမျိုးလေးတွေမလိုအလားအပ်တဲ့ကိစ္စလေးတွေမှာလိုက်ပြီးတော့ဖြည့်ရှင်းနေရတတ်တဲ့အတွက်မိမိတို့ရဲ့အခြေအနေနဲ့ပတ်သက်လို့ရှင်လေတာဖတ်တာမျိုးပဲဖြစ်ဖြစ်ပြောတာဆိုတာမျိုးပဲဖြစ်ဖြစ်ဖွင့်ပြောတာမျိုးပြောဆိုတာမျိုးတွေမှာတော့သတိပြုစင်ရင်ပြရလိုအပ်ပြီးတော့ မိတ်ဆွေတမိသားကြီးမှာတော့နားလည်မှုတွေရှိပြီးတော့တိဆောက်နိုင်သောကာလတဦးနဲ့တူတယောက်နဲ့တယောက်အဆင်ပြေအောင်သိမြင်အောင်ကြိုးစားမဲ့ကာလဖြစ်ပြီးတဲ့အခါအဲဝေးကွာနေတော့တမိသားများပြန်လည်ဆက်သွယ်ရရှိခြင်းတွေကြုံရတတ်တယ်အတူရှိနေသောမိတ်ဆွေများအကူကတော့အိမ်တော်ပြင်းချင်းစစ်ဆက်ခြင်းကိုတော့နည်းနည်းလေးသတိပြုစင်ကြယ်မှာလူချင်းမိဘတွေ့ရင်းနေဒီကိုတော့တိုင်ပင်ခြင်းတွေကိုတော့သတိပြုပါကျန်တာကတော့အားလုံးကောင်းမွန်ပါလေခင်ဗျာနော်ကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့ အသက်ရှူကြတာမျိုးနှလုံးနဲ့ပတ်သက်ပြီးတော့မောတာမျိုးလေးတွေခဏခဏဖြစ်ရတတ်တယ်။ဒါအပြင်စိတ်လောတာမျိုးလေးတွေကြောင့်အဲအိမ်မပြောတာမျိုးလေးတွေအဲတခုခုကိုကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲဖြစ်ရှင်စောတွေများပြီးတော့အိမ်မပြောတာမျိုးလေးတွေအသက်ရှူကြတာမျိုးရင်မက်တွေအောင့်တာမျိုးလေးဒါမျိုးတွေနဲ့ပတ်သက်လို့ဖြစ်ရတာလို့ကျန်းနာဘာမှဆူဆူဝါဝါမရှိပါဘူး။သို့တော့ဟိုတခုရောက်သတ်မိကြငွေဝင်ရင်ကျန်းမာရေးကောင်းပြီငွေမဝင်ရင်ကျန်းမာရေးငွေကြီးဟာကျန်းမာရေးနဲ့အတိုက်ရိုက်အရှုံးချနေတဲ့အတွက်တော့ဇာငင်နဲ့တူတာပေါ့နော် ဝင်မဝင်ကြမှာကြီးငွေကုန်တာများရင်ကြမှာကြီးอ่ะအသက်ရှူတယ်လို့လို့ဟိုနာကိုက်တယ်လို့ဖြစ်တတ်တဲ့အကျင့်ကလေးရှိပါတယ်ဒီအဖက်တာတော့ဒီမှာဗုဒ္ဓဘုရားသာသမိတ်ဆွေများခြုံငုံပြောရရင်အာအများစုကတော့ကံကိုထောက်ကူပြုပြီးတော့ကံကောင်းတဲ့အချိန်မှာတိုးပြီးတော့ချိတ်တိုးလှုပ်ဆောင်တာကောင်းပြီးတော့ဘာလို့လုံခက်ခဲနေရင်တော့ဖြင့်ကိုအမိခံလောက်တာမျိုးတက်မင်းကိုရောင်းနေကွာဆိုပြီးသတိအမိခံလုံးရောင်းတာမျိုးလေးတွေလွှဲပြောင်းပြီးတော့လှုပ်ဆောင်တာကကံရဲ့ထောက်ကူကိုရရှိပါလိမ့်မယ်ဒီလအတွင်းမှာဒီလနောက်ဆုံးပတ်တာတော့ဒီမှာဆိုရင်ဗုဒ္ဓဘုရားကိုသတိမိတ်ဆွေများရှစ်ကနန်း လျှောက်ကနန်း၄ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအနီရောင်အပန်းရောင်အဝါရောင်တွေဟာမိတ်ဆွေတို့အနေနဲ့ခြေတို့ဆောင်ရပြီးတော့များများပါတော့ຢာတွေကိုဝတ်ဆင်ဆောင်ရခြေတို့ဆောင်ရလှူဆောင်မှာအနောက်စုစုရဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအကျိုးပြီးသောနေသားတွေအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသမီးတို့မဟုတ်စန္ဒီသားသမီးတွေနဲ့တွဲဖက်လို့ရင်ကံရဲ့အထောက်အကူကိုရရှိတတ်ပါလေ အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်ပြောဆိုတဲ့အခါမျိုးတွေကြိုင်မိမိတို့လိုရာကိစ္စကိုမပြောမိမှာမိမိတို့လိုရာမှုကိစ္စကိုတိုက်ရိုက်မသွားဘဲနဲ့အဲဟိုအခြားအဲ့ဒီနေရာကိုမရောက်မီမိတ်ဆွေပေါင်းသင်းနာမှာဝင်မိတ်ဆက်တာမျိုးသူမဟုတ်ရင်ဆိုင်လေးခဏထိုင်ပြီးတော့မှအဲ့ဒီကိုသွားတာမျိုးသူမဟုတ်ရင်တိုက်ရိုက်ပြီးမသွားဘဲနဲ့ထပ်ဆင့်သွားတာမျိုးဖြစ်စေမိတ်ဆွေပေါင်းသင်းတဦးတယောက်နာကိုဝင်တွေ့ရမျိုးလေးတွေလှုပ်ပြီးတော့မှသွားရင်ပုံမိုးချောမွေးအောင်မြင်သွားမှအတိအကျပဲဖြစ်တယ်လုပ်ငန်းကိစ္စအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုတဲ့အခါမှာလမ်းမှာသွားရင်းနဲ့ကြောက်စရစ်ခဲလေးတစ်လုံးကိုတွေ့တဲ့အခါကောက်ပြီးတော့ဆောင်းပြီးတော့ ပြောဆိုတာအောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိပါလိမ့်မယ်။မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွက်အယောင်ထွက်စီမှုတွေမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုခရမ်းညင်သည့်တလုံးတွေနဲ့ထိတွေ့ရိုက်ပို့ပြီးတော့ရောင်းထွက်ပါစေဆိုပြီးရောင်းမှာအစီအမီပါလိမ့်မယ်။အဆက်ဆက်အရာအစီအမီစီရင်မပြောမီဇာကနာပြည်တွေမြင်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်7902904100 WhatsApp Telegram Viber မှာဆက်သွယ်မိမြန်နိုင်ချောင်းနဲ့မိတ်ဆွေတို့တခုရအောင်တာသမီးတွေဒီအော်တိုဘာလနောက်ဆုံးပတ်တာတို့မှာငွေကြီးကအားကောင်းစီပြီးအဆက်ဆက်အရာအစီအမီအောင်မြင်တိုးတက်ဇေယံလို့ငါ မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အလားသပွဲသုံးမဟုတ်လို့ရှင်အလုတ်သပွဲမှာဖြစ်စီဈေးဆိုင်မှာသပွဲမှာဖြစ်စီเนาะမိတ်ဆွေများအနေနဲ့မင်းမျိုးပန်းလေးသုံးဝင်ကိုမင်းမျိုးပန်းလေးသုံးဝင်ကိုเนาะထိုးထားပြီးတော့ဘာရောက်ဖြစ်ဖြစ်ရတယ်ထိုးထားပြီးတော့အအမွေးနံလာလေးဘီးနားကနေပြီးတော့တိုင်ကြီးနဲ့ဇတိလေးထွင်းထားပြီးတော့လက်ခုံလေးသုံးချက်တီးပြီးငွေဝင်ပါစီလို့စုတောင်းမှာအောင်မြင်တိုးတက်အစဉ်ပြီးမှာအတိအကျပဲဖြစ်ကြောင်းပြောရင်းနဲ့ဘုတ္တပုရာကိုတသမိမိတ်ဆွေတွေအားလုံးအောင်မြင်တိုးတက်လို့အစဉ်ပြေကြပါစေနောက်တစ်လမှာ